ပြည်သူကဘာဖြစ်ဖြစ်ဒီလိုကာလမှာဒေါ်လာရေးကာလမှာပြည်သူလှုပ်တာမှန်တယ်ပေါ့နော်မှန်တယ်ဆိုတော့ကျွန်တော်တို့အကျွန်တော်အဲ့ဒီဟာကိုခဏလေးထားပါပေါ့နော်ဒါကျွန်တော်စားတော့ဆိုင်ဒီဆိုင်မှာကျွန်တော်တို့က customer right ဆိုတာရှိဒါဒါလုံးဝအမှန်ပဲ customer ဒီအမြဲတမ်းမှန်တယ်ပြီးရင် lady first ဒါအမြဲတမ်းဒါအမျိုးသမီးတွေကအမျိုးသမီးတွေကိုရှေ့တန်းတင်ရမယ်ဆိုတဲ့ဟာရှိတယ်အဲ့တော့ customer right ဆိုတဲ့ဟာရှိတယ်ဆိုပြီးတော့မှ အလုံးမင်းလာပါမင်းလာပါဆရာကြီးမင်းလာပါဟုတ်ဒီနေ့အောင်2025ခုနှစ်အော်တိုဝါ73ရက်နေ့ပေါ့နော်ဒါမနေ့ကလည်းကျွန်တော်တရင်မတင်ဆက်နိုင်ဘူးပေါ့မနေ့ကဟော့ဟော့ဖြစ်နေတာဖုန်းကအပေါ်ဖို့လဲစတားလင်းစတားလင်းအောက်ကိုဖို့လဲစတားလင်းစတားလင်းဟိုညာ ATT ကိုအိုက်ဖွားကြီးအတန်ကိုနားရရမထွက်ဘူးပေါ့နော်ထိုင်ကိုပလတ်စတစ်ထိုင်ကိုပြီးမှထိုင်ပြီးတော့မှဒါပြောပြောပြောနေတဲ့အဖွားကြီးရဲ့အတန်ကိုဒါနားရရတော့မထွက်ဘူးပေါ့တနေ့ကုန် တွေ့နေရတာပေါ့နော်တနေုံတွေ့နေရတဲ့အချိန်မှာဒါပြောမယ်ဆိုရင်ဒါရှူတော့အမျိုးမျိုးကနေပြီးမှသုံးသက်ကြတာဟုတ်တချို့ကလည်းပြည်သူ right တချို့ကလည်းတော်လိုင်းတက်ဖွဲ့တွေက right အဲတချို့ကကြတော့ပြည်သူရှိလို့မင်းတို့တော်လန်တော်လန်နေရတာဟုတ်လားပြည်သူကျွေးတဲ့ထမင်းကိုစားပြီးတော့မှပြည်သူလူလူရဲ့အိမ်ကိုဒီလိုမျိုးလာလောက်ရလားဆိုတော့တဖွဲ့ကတသက်ဟုတ်တယ်ဟိုကဒါတခါဟိုကကြတော့တော်လိုင်းတက်ဖွဲ့တွေကနော်ခြေတန်းနေမိမှာကို တိမ့်ပိုက်ထားတဲ့နေမီဆိုပေမဲ့လည်းဟိုအကုန်လုံးဒီမဆိုးမိုးနိုင်ဘူးပေါ့နော်အကုန်လုံးဒီမဆိုးမမဆိုးမိုးနိုင်တဲ့နေမီမျိုးမှာဒါတနက်ကင်ပြီးတော့လှူရှားသွားလာမှုမလို့ဘဲနဲ့ဘာကြီးကင်လာမလဲပေါ့ဒီဟာဟိုအကြီးကင်လာမလားဒီအကြီးကင်လာမလားဆိုပြီးတော့ပါဒါမေးတဲ့ပြောတဲ့လူတွေလည်းရှိကြတာပေါ့နော်အဲ့တော့ဒီဖြစ်စင်တဲ့ပတ်သက်လို့လှုပ်ချိန်နေနေပြောပြပေးပါ လူတယောက်နဲ့တယောက်က ရှူတောက်တွေအမြင်တွေမတူကြဘူးပေါ့နော်အဲ့အမြင်နေရှူတောက်တွေမတူတဲ့ကြားထဲမှာမှဒါနှစ်ဦးနှစ်ဖက်ပေါ့ဒီလိုတော်လိုက်ရဲပေါ်တွေနဲ့ကျွန်တော်တို့ပြည်သူတွေနဲ့မြေပြင်မှာဒီလိုခက်ရန်ဖြစ်ပေါ်တာမျိုးတွေမြင်ရလို့ရှင်ဒီတော်လိုက်ရဲမှာပါဝင်တဲ့ပြည်သူအားလုံးကစိတ်နှလုံးမကောင်းဖြစ်ရတယ်ပေါ့အများဆုံးကတော့ကျွန်တော်တို့စစ်စစ်ခင်ခင်နဲ့တော်လိုက်ရဲပေါ်တော်လိုက်ပြည်သူရောစစ်စစ်ခင်နဲ့လက်တွဲပြီးတော့ ပြသွားတယ်ဆိုရင်ဒါစိတ်ရှမ်းတာအမယ်မြင်ဝင်မျိုးပေါ့နော်ဒါတချို့နေရာဒေတာတွေမှာအဲ့လိုမျိုးဘုံကကက်ကက်လန်အောင်ပြောတတ်တယ်ပြောတတ်တယ်ဆိုတာဒီကျွန်တော်တို့ဒေါ်လာရေးပေါ်မှာမဟုတ်ဘူးရှေ့မှာလဲဒါမေးဒေါ်ဆန်းစွကြည်ကိုလူလူမျိုးတော်မှဒါလက်ညှိုးထိုးပြီးတော့လက်ညှိုးငေါငေါထိုးပြီးအမေဒေါ်ဆန်းစွကြည်ကိုဟိုကက်ကက်လန်အောင်ပြောခဲ့တဲ့ဗီဒီယိုဖိုင်တွေလဲတွေ့မှာပဲပေါ့နော်အဲ့ဒီတော့ကျွန်တော်တို့ကပညာရေးအရှင်းပိုင်းဆိုင်ရာအသိပညာလဲလို့လား ဒါဟိုပြန်တွေးကြည့်လို့ရှိရင်ဒါအမေတောင်ဆက်စစ်ကြီးလိုလူမျိုးဆိုရင်ဒါနိုင်ငံရဲ့ကောင်းစားရေးအတွက် လုံနေတဲ့လူပါပဲအဲ့လိုလူမျိုးတောင်မှလက်ညှိုးထိုးပြီးပြောခံရတယ်အခုဒါတော်လိုင်းရဲပေါ်လေးကိုလက်ညှိုးထိုးပြီးပြောလာပြီဗောနောပြောလာတဲ့အချိန်ကျတော့အဲကျွန်တော်တို့ကအယံတတိထားမှာအယံတတိထားပြီးတော့မှဟိုပါးနှံ့မှာဗောနောနေရဒေတာအလိုက်ဘယ်နေရဘယ်ဒေတာလူတွေရဲ့အကျင့်စရိုက်ကဘလို့ရှိတယ်ဆိုတာကိုကျွန်တော်တို့က ိခံပြီးတော့မှအတိခံရင်လည်းခုနကကိုမနိုင်ပြန်ကြည့်လိုက်လို့ရှိရင်လည်းတိခံပါများလို့ရှိရင်ခေါင်းပေါ်ရှိတတ်ပါမှာပေါ့တော့ပါတော့ပေါ့အဲ့လိုဟိုအမျိုးမျိုးပေါ့နော်ဟိုဖြစ်စိတ်ကျင်တာကတော့ဘုံကရံဖြစ်မဲ့အစားကျွန်တော်တို့ကရှစ်ချက်ခင်ခင်နဲ့အဲ့လိုညှိနှိုင်းဆွေးနွေးပြီးတော့ပဲတွားတာမျိုးကဟိုတင့်တော်မယ်လို့ကျွန်တော်တို့မြင်တာပေါ့ဟုတ်အဲ့တော့ဒါကျွန်တော်တို့ကဒါကျွန်တော်ကျွန်တော်စဉ်းစားတာပေါ့နော်ကျွန်တော်စဉ်းစားတာသူကပြည်သူ right ပေါ့နော်ပြည်သူကပြည်သူကဘာဖြစ်ဒီလိုကာလမှာဒေါ်လာရေးကာလမှာပြည်သူလုတ်တာ မှန်တယ်ဗောနော်မှန်တယ်ဆိုတော့ကျွန်တော်တို့အကျွန်တော်အဲ့ဒီဟာကိုခဏလေးထားဗောနော်ဒါကျွန်တော်စားတော့ဆိုင်ဒီဇိုင်းမှာကျွန်တော်တို့က customer right ဆိုတာရှိဒါဒါလုံးဝအမှန်ပဲ customer ဒီအမြဲတမ်းမှန်တယ်ပြီးရင် lady first ဒါအမြဲတမ်းဒါမျိုးသမီးတွေကမျိုးသမီးတွေကိုရှေ့တန်းတင်ရမယ်ဆိုတဲ့ဟာရှိတယ်အဲ့တော့ customer right ဆိုတဲ့ဟာရှိတယ်ဆိုပြီးတော့မှဒါပြီးခဲ့တဲ့ရက်ပိုင်းကပဲကျွန်တော်တို့ဒါအဲထိုင်းမှာလာမသိမလေးမှာလာမသိဘူးတနေရာရာမှာပဲဒါ sign တစ်ခုမှာ customer right ဆိုပြီးတော့မှဇပွဲတို့ပြန်ပြီးတော့မှအနိုင်ကျင့်တယ်နိုင်ကျင့်တဲ့အခါကျတော့ဇပွဲတို့၅ယောက်ဝိုင်းပြီးတော့တွေပြလိုက်တာတွေ့မှာတယောက်ကဇပင်မွေးတယောက်ကဇပင်မွေးဆွဲပြီးတော့မှလှဲပေးတယ်အမျိုးသမီးတယောက်ကိုပဲအမျိုးသမီးနှစ်ယောက်ကစလှုပ်တာပေါ့နော်ကောင်မလေးနှစ်ယောက်ကတယောက်ကဇပင်မွေးဆွဲပြီးတော့မှလှဲပေးတယ်နောက်ကလူကနောက်ကဝေတာတယောက်က ထွက်လာပြီးတော့မှဒုံနဲ့ထွက်ပြီးတော့မှရိုက်ပလိုက်ပါတော့ဘာဖြစ်လို့လဲဆိုတော့ဥမာတခုကျွန်တော်ပြောရတယ်ဟို customer right ဆိုလို့ရှိရင်ကဲဟိုဟိုဘာလဲမြင်းမြတ်တို့ဘာတို့ဟိုအရင်တော့ရိုက်တယ်ဟောက်စားကားတွေအရလို့ဒါခေါက်ဆက်ကြောကုံကန်ကြီးမှဇပင်မွေးကြီးနှုတ်ပြီးတော့မှဟုတ်လားခေါက်ဆက်ကြောတွေထည့်ပြီးတော့မင်းတို့ဆိုင်ရအဲခေါက်ဆက်ကြောကြီးကဇပင်မွေးပါနေတယ်ကွာဆိုပြီးတော့မှပြန်ပြီးတော့မှဟိုဆိုင်ကိုပြန်ရစ်တဲ့ဟာမျိုးအဲဒီ ဝေဒါကိုပြန်ရစ်တဲ့ဟာမျိုးဒါဝေဒါအမျိုးသားပဲရှိတယ်ဥမာဝေဒါအမျိုးသမီးတွေကျွန်တော်တို့က customer rights ဆိုတာ KDB တို့ဟို high end တို့ဘာတို့မဆိုလို့အဲအမျိုးသမီးတွေဒါဘဝပေးအခြေအနေရဟိုပြောရမယ်ဆိုသပွဲထိုးနေရတဲ့အမျိုးသမီးတွေရှိတယ်တချို့ဆိုင်နေမှာဟုတ်တယ်အဲသူကသူသမင်းလာလာချပေးမယ်တခုခုတော့မှားတဲ့ပစ္စည်းလာချပေးမယ် customer rights ဆိုလို့ရှိရင်အဲ့တော့ဒီဟာမီနူးပေါ်မှာတခုခုမပြောဘဲနဲ့ညီမလေးဘယ်ရလဲတို့ အဲဘလို့လဲတို့ favor account လေးပေးပါလားတို့ဟိုလိုလောက်ပါလားဒီလိုလောက်ပါလားဆိုတော့ဟာမျိုးကြတော့ကျွန်တော်တို့က customer right လုံးဝမဟုတ်တော့ဘူးပေါ့နော်အဲ့တိုင်းမဲ့ဒါပြည်သူ right ဆိုတဲ့နေရာမှာလဲပြည်သူကလဲသူစီသူကန်လေးနဲ့သူကသူနေနေတဲ့နေပေါ့နော်ဒါကပြည်သူဘက်ကပြန်ပြီးတော့မှစဉ်းစားတာပေါ့ online တက်ဖွဲ့ဘက်ကပြန်စဉ်းစားတဲ့အခါကျတော့လေကျွန်တော်တို့ဒီနိုင်ငံဒီသူတို့လှုပ်ရှားနေတဲ့နိုင်ငံဒီသူတို့တိုက်ခိုက်နေသော နိုင်ငံဒီကျွန်တော်တို့ကျွန်တော်အဆိုးရမဟုတ်ပါဘူး တိချက်ကကျွန်တော်အစိုးရမဟုတ်ကျွန်တော်တို့အုပ်ချုပ်မှုရန်နေရသည်တချို့ဒစိတ်ဒေတာအပိုင်းတိတိတွေမှာပဲကျွန်တော်တို့လဲပတ်နိုင်တာတကယ်မြို့ကြီးပြကြီးတွေမှာတကယ်နေပြည်တော်တို့ရန်ကုန်တို့မန္တလေးတို့ဆိုတာက စစ်ကောင်စီရဲ့အုပ်ချုပ်နေမြေတွေဖြစ်တယ်အချိန်မရွေးကျွန်တော်တို့ရန်သူကကျွန်တော်တို့စီရောက်လာနိုင်တယ်လေလေချောင်းအန်တွေလည်းရောက်လာနိုင်လို့ဂျိုင်းရိုကော်ပိုရာနဲ့လည်းလာနိုင်တယ်အဲ့တော့စက်တက်လီထီတို့ဘာတို့တို့ဒီ Starlink ကိစ္စတွေဒီရက်သေးရွာထဲမှာလိုက်ပြီးပြောတဲ့အချိန်မှာ ဒိုင်နိုကော်ဘရာတို့ဘာလို့လာလို့ရှိရင်ဘာနဲ့ပြစ်ရမလဲဒီတနက်နဲ့မပြစ်လို့ဟုတ်တယ်မလားချင်းချောက်ပြီးတော့ပြန်ပြီးတော့မပြစ်ခတ်ပဲနဲ့ဟိုတချို့တောင်ရိုင်းရိုင်းဆိုင်းဆိုင်တော့ပါတာနဲ့ချွတ်ပြရမလားပေါ့နော်အဲ့လိုမျိုးတွေတော်လိုင်းတက်ဖွဲ့ဘက်ကတွေးမယ်ဆိုလို့ရှိရင်လည်းဒါလည်းပြန်ပြီးတော့စဉ်းစားเสียရဖြစ်တယ်တနက်ကင်ဆောင်လိုက်ဟုတ်တယ်လူတိုင်းစီကင်လာတာမဟုတ်ဘူးလက်လက်နဲ့ဝင်ပြီးတော့အနိုင်ကျင့်တာမဟုတ်ဘူးလို့ကျွန်တော်တို့ကျွန်တော်ကတော့ဒီဟာလေးကိုပြောချင်တာပေါ့နော်အဲ့တော့ကျွန်တော်ကနှုံးနှစ်ဖက်အပြည့်ပြည့်လေးလေးဖြစ်စေခြင်းတဲ့ဆန္ဒကတော့ရှိတယ်အဲ့တော့ နောက်ထပ်စဉ်းစားစရာတစ်ချက်ကဘာလဲဆိုတော့ဒီအိမ်ကြီးတော်လိုင်းရေးဘက်ဘက်တော်သားအိမ်ဟုတ်ရဲ့လားဗောနော်တော်လိုင်းရေးဘက်ကိုပါတဲ့အိမ်ဟုတ်ရဲ့လားတော်လိုင်းဘက်တော်သားအိမ်ဆိုရင်ဒီဗီဒီယိုဖိုင်ကကျွန်တော်လိုင်းပေါ်ရောက်เสียအကြောင်းမရှိဘူးလို့ကျွန်တော်မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ဥပမာတစ်ခုဟိုဒါကျွန်တော်တို့ခရင်ပြည်နယ်မှာပဲထားပါတော့နော်ဘူတာဘော ဒါမှမဟုတ်လို့ရှိရင်လည်းဟိုဘက်ဟိုရခိုင်ပြည်နယ်မှာပဲဖြစ်ဖြစ်ဗိုလ်ချုပ်ထုံးမြတ်နိုင်ပေါ့နော်ဟိုဟိုဟာမှာဆိုလို့ရှိရင်ဗိုလ်ချုပ်မမော်တို့ပေါ့ဒီလိုမျိုးပေါ့နော်အဲအဲ့ဒီအောက်မှာသူ့အောက်မှာတာဝန်ရှိတဲ့လူတွေရှိတယ်ဗိုလ်ဒါဘောအောက်မှာဆိုဗိုလ်ဆော့ကော်ရှိတယ်ဆိုဆော့ဝင်းမြင့်ရှိတယ်အဲ့ကိုဇွဲရှိတယ်တို့ဒါစစ်စစ်ကြောင်းတွေရှိတယ်ပေါ့နော်စခန်းလိုက်ခဲ့ဆိုလို့ရှိရင်ပြည်သူကလိုက်မှာတွေ့ကျင်လို့เดี๋ยวกูซวยเนี่ยတွေ့ကျင်လို့ကိုစောကောင်းကြီးနဲ့တွေ့ကျင်လို့ဗိုလ်တော်ကြီးနဲ့တွေ့ကျင်လို့ဆိုပြီးတော့မလိုက်ပါသူသူရှေ့ရောက်မှငါဒီပူရီဖိုင်ကို ဖွင့်ပြမယ်ဖွင့်ပြပြီးတော့ဘိုးကြီးဆုံးဖြတ်ပါဘိုးကြီးကြည်ပါဒီမှာဘလို့ဘလို့တွေပြောတဲ့အတွက်ဆိုလို့ရှိရင်ဟိုကခေါင်းဆောင်ကနှုတ်နှစ်ဖက်ကိုဒီပြဿနာတက်တာနဲ့နှုတ်နှစ်ဖက်ကိုဒါပြေလည်အောင်ဖြေရှင်းပေးလိမ့်မယ်ပေါ့နော်အဲ့တော့ဖြေရှင်းရမယ်လူဒီကျွန်တော်တို့တာဝန်ရှိတဲ့လူပဲဖြစ်တယ်ကျွန်တော်တို့တွေဖြေရှင်းလို့မရပါဘူးပေါ့နော်ကျွန်တော်တို့ကအစားဆုံးလည်းမသိ line ပေါ်ကတွေ့လိုက်တဲ့ဗီဒီယိုဖိုင်အပိုင်းအစလေးမိနစ်ပိုင်းလေးနဲ့တင်ကျွန်တော်တို့ကကိုယ့်ရဲ့လိုရာကို ဆွဲမသွင်းဘူးပေါ့နော်အဲပြည်သူမှန်တယ်ဆိုတဲ့ဟာလဲဆွဲသွင်းလို့မရဘူးတော်လိုင်းတက်ဖွဲ့မှန်တယ်ဆိုတဲ့ဟာလဲဆွဲသွင်းလို့မရဘူးနှုတ်ပြောရရင်တော့ချိန်ချိန်ချင်းမလို့ချိန်တာပေါ့ဗျာဟုတ်တာပဲလင်မယားရန်ဖြစ်ပြီဆိုကြတဲ့တရားရောက်ကတော့မှားနေလို့ရန်ဖြစ်တာနှစ်ယောက်လုံးမမှားဘဲနဲ့ဒီတိုင်းထိုင်ပြီးတော့မှတရင်တို့ငေါခနဲ့ထားထိုင်ပြီးတော့နေနဲ့ငါနဲ့ရန်ဖြစ်ကြမယ်ဆိုပြီးတော့ဖြစ်ကြတဲ့လင်မယားတယောက်မှမရှိဘူးဟုတ်တယ်မလားအဲ့တော့ရန်ဖြစ်ကြတယ်ဆိုကြတဲ့အကြောင်းရင်းရှိတယ်ပေါ့နော် ကျွန်တော်နောက်ဆုံးတွေးရမှာကဒီဟာကိုသင်ခန်းစာယူပြီးတော့ကျွန်တော်ဘာတွေးရမလဲဆိုတော့ကျွန်တော်တို့ထိချုပ်ထားတဲ့နေမီကပြည်သူတိုင်းဟာကျွန်တော်တို့ဘက်ကမပါဘူးဆိုတော့အတွေးလေးတော့ကျွန်တော်တို့ဝင်သင့်တယ်ပေါ့နော်အဲဒါငါတို့ဘက်ကမပါဘူးငါတို့ပြောတဲ့ဟာငါတို့ကလေချောင်းအန်နီရဲ့အရာလေချောင်းအန်နီရဲ့အရာဆိုတော့ဒီစတားလင်းဘိုင်းရှိနေလို့ချက်ကောင်စီကဒီဟာကြီးကိုလှမ်းပြီးတော့မှကင်းထောက်လှမ်းပြီးတော့အဲဒီနားမှာစတားလင်းဘိုင်းရှိတယ်ဟေးဘုံသွားကျင်းမယ်အဲ့လိုမဟုတ်ဘူးဒီစတားလင်းကနေရတဲ့ လာအင်တာနက်ကွန်ရက်ကြောင့်တရင်တွေတော်လိုင်းတက်ဖွဲ့တွေရဲ့တရင်တွေပေါက်ကြလို့တော်လိုင်းတက်ဖွဲ့ကဒီဟာကိုဒါမတ်လ16ရက်နေ့ကလေးอ่ะဗောနော်3လပိုင်း16ရက်နေ့တွေကဒါကိုမတုံးဆွဲဖို့ဆိုပြီးတော့มาဟိုဖြစ်တာအဲ့တော့သူတို့အိမ်ကကျွန်တော်တို့တော်လိုင်းတက်ဖွဲ့ဘက်ကိုပါတယ်ထားပါဦးပါတယ်သူတို့မိသားစုတော်ရင်ပြဿနာမရှိအဲ့သူက public အခကြေးငွေယူပြီးတော့มา ုံးတော့အဲ့ထဲမှာဒလန်ပိုင်းဘာလာမဲဟုတ်တယ်မဟုတ်ငါပသန်ဟိုမှာတနာယူ1500ဆို1500ဆို2000ပေးနိုင်မယ်ပေးပြီးွားနဲ့အဲ PDF တွေဘယ်ဘက်ကိုတော့ကာဗန်နစီထွက်သွားတွေ့ပါတယ်မဘလူးတဲဒဇင်ဦး Telegram ဖြစ်ဖြစ်ကြော်သွား Telegram ဖြစ်ဖြစ်တခုခုကိုသူကပတ်ပတ်ဆိုပို့ပြီးွားတော့သူ့ရဲ့ဟာသူပို့ထားတဲ့ဟာလေးဖြတ်ပလိုက်ရင်လည်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဖက်ဖက်ကနေဝိုင်းပြီးတော့ရှင်းသားမယ်ဆိုလို့ရှိရင်လိုအပ်ချက်တွေအများကြီးနဲ့တော်လှန်နေတဲ့ ကာလမှာဒီ Starling Band ကိစ္စတခုလေး ਨੇ ပြည်သူနဲ့တော်လိုင်းတက်ဖို့သွေးမကွဲဖို့လိုတယ်လို့ကျွန်တော်ကတော့ဒါအချုပ်ပြောချင်တာပေါ့နော်အဲ့တော့ဒါလေးဒီလောက်နဲ့သွေးကွဲအောင်ကျွန်တော်တို့တွေကဘလောက်ဒီအသွေးတွေအသားတွေရင်းပြီးတော့မှကျွန်တော်တို့တွေတယောက်နဲ့တယောက်ချစ်ခင်သွားနဲ့လက်တွဲပြီးတော့မှတော်လိုင်းပြီးဆုံးသည့်အထိငါတို့အတူတူတိုက်ပွဲဝင်ကြမယ်လို့ပြောကြတဲ့ဟာဒီကိစ္စလောက်နဲ့ကျွန်တော်တို့က ဟိုဟာဖြစ်เสียလာအဲ့တော့ဒီကိစ္စလောက်နဲ့ဘုံဘူးအောင်မဖြစ်ဘူးလားခမရအောင်မဖြစ်ဘူးလားဆိုတချို့အကြောင်းအရာတွေမှာကျွန်တော်လည်းဖြစ်ဘူးတဲ့တယောက်နဲ့တယောက်စကားမပြောတော့တဲ့လူတွေဒီနေ့ဒီချိန်ကြီးရှိတယ်ဒါပေမဲ့နှိမ့်နိုင်ကြီးတယ်မရလို့မပြောတော့တာအဲကျွန်တော်တို့အရင်ကြီးပြီးရင်အဲ့ဒီဟာကြီးကိုငါတို့ဒီလိုဖြစ်သွားပါပြီကွာဆိုပြီး public မှာလည်းထမပြောဘူးဟိုဟာဖြစ်တယ်ဒီဟာဖြစ်တယ်ငါအမှန်နေဆိုပြီးတော့ light တွေလွှင်းလိုက်ဟိုဘက်ကတခါပြန်ပြီးတော့မှကျွန်တော်မှန်ပါတယ်ဆို light တွေပြဿနာတက်ပြီဆိုနှုံးတစ်ဖက်ကမှန်တယ်ယူဆလို့ပဲတက်တာအဲ့ဒါကိုအရင်ဆုံးကျွန်တော်တို့က ဘယ်သူမှမသိခင်တိုးတိုးတက်တက်ညှိနှိုင်းရမယ်ရလားညှိနှိုင်းလို့မရအောင်ဆိုတော့အေးငါလည်းလိုင်းပေါ်မှာဗာဒီကိစ္စရဲ့ပတ်သက်လို့ဘာမှမပြောဘူးမင်းတို့လည်းဘာမှမပြောနဲ့မင်းနဲ့ငါနဲ့ရှေ့ဆက်ပြီးတော့မှဆက်ဆံလို့ရတဲ့လူတွေမဟုတ်တော့ဘူးဆိုတဲ့ဟာဒီတိုင်းပဲကျွန်တော်တို့လည်းဟိုဘယ်လိုပြောရမလဲဆိုတိုးတိုးတိတ်တိတ်ပေါ့နော်ဆရာကြီးဖြစ်သိခြင်းတဲ့ဟာလေအဲ့ဒါပေါ့အဲ့တော့တာဝန်ရှိတဲ့လူကဆရာကြီးဆွမ်းနာပြောတဲ့အထက်မှာတကယ်ယင်တွေကစကားပေါ့နော်စကားဝိုင်းမတိုင်ခင်ပြောတဲ့အထက်မှာယင်တွေကစကားပါတယ်တယောက်နဲ့တယောက်ပေါ့နော်အပြန်အလှန်မှားတဲ့အချက်တွေ ရှိကြတယ်ဆိုလို့ရှိရင်ခေါင်းဆောင်ကညှိနှိုင်းပြီးတော့မှတယောက်နဲ့တယောက်အပြန်လှန်ဒါအိရှင်ဘက်ကလည်းသူတို့မှားတဲ့ဟာကိုဒါတော်လိုင်းတက်ဖွဲ့ကိုငါတို့မှားတယ်သားတို့ရေဒါတော့အန်ဒီလို့ကတော့စိတ်လော်သွားလို့မားတယ်တားတို့ရေးဆိုပြန်ပြီးတော့မှသူတို့ကမတောင်းမနေတော့မှပဲဒီတိုင်းမားတယ်ဆိုတဲ့ဟာဝန်ခံပေါ့နော်ဝန်ခံတော်လိုင်းတက်ဖွဲ့ကလည်းအဲကျွန်တော်တို့တော့ဒီလိုဒီလိုမျိုးဒါကိုဒီလေးအမျိုးသမီးကိုဒါကိုဒီလေးယောက်ကအဲဟိုမျက်မှန်နဲ့တယောက်ကိုဒီလိုမျိုးသွားဆွဲလိုက်တဲ့တနေရာပဲရှိပါတယ်ကြံတဲ့ဟာကကျွန်တော်တို့ဒီတိုင်းသူခက်ခွာခွာပဲ ြောတာပေါ့နော်ခက်ခော်ခော်ပဲပြောတာဒါပေမဲ့လူငယ်ဗျာအသက်ပေးပြီးတော့မှအလုပ်လုပ်နေရတဲ့နေရာမှာဒီကိစ္စလေးတခုကလာပြီး noise ဖြစ်လို့ရှိရင်တခါတလေစစ်တက်ရတဲ့လူလူတယောက်ကနော်လက်ဖက်တုပ်ထဲမှာကြောက်ခဲလေးတစ်လုံးပါတာတောင်မှပဲအနားမှာထိုင်နေတဲ့လူတွေကိုထဆိုင်ဆဲပလိုက်တာအလုံးမှာကွာမင်းတို့ကလည်းကတော့ပါရဲ့မကြည့်ဘူးလားကွာမင်းတို့ဘလို့လက်ဖက်တုပ်တာလေလက်ဖက်တုပ်ညဘက်ဥမှာဗျာရှေ့တန်းမှာညဘက်မီးလေးဖုံးမီးလေးနဲ့ထိုးပြီးတော့မှ လက်ဖက်တော့ရတဲ့လူကခင်ဗျာပဲချမ်းတစီချင်းကိုကြောက်ခဲပါမှာဘလူကကြည့်ထိုင်မလဲဒါပေမဲ့ခေါင်းဆောင်ကသူ့မှာတခြား noise တွေရှိတယ်သူ့မှာအလုပ်လုပ်ရမယ့်ဟာတွေရှိတယ် DMB ငါဘယ်ဟင်ကိုသွားရမယ်ဒါငါတို့သတင်းလုံညုံအောင်လို့ဘယ်နှနာကြီးပဲငါတို့မှာအချိန်ရတယ်အဲ့တော့အချိန်ရတဲ့အတော်တွေမှာငါတို့သွားရမယ့်အိမ်က15အိမ်ရှိတယ်အိမ်20ရှိတယ်သူ့ခေါင်းထဲမှာတခြားကိစ္စတွေခွဲချမ်းစိတ်ဖြာနေတာအများကြီးပဲရှိတယ်အဲ့ဒါကိုသွားပြီးတော့မှလက်ဖက်တော့ထဲမှာ ယောက်ခဲလေးတလုံးပါတဲ့ဟာကိုကျန်တဲ့လူတွေကိုဆဲလို့ဆိုပြီးတော့သူ့အတွက်အပြစ်မြင်လို့လည်းမရပြန်ဘူး။ဘာဖြစ်လဲဆိုတော့သူထမ်းထားတဲ့ဟာကကျွန်တော်နဲ့မတူဘူး။ကျွန်တော်တို့ကျွန်တော်တို့တခြားအခုတော်လိုင်းကိုထောက်ဖို့နေတဲ့ပြည်သူလူထုကဟုတ်ပြီကမ်ပိန်းရှိတယ်ကျွန်တော်ကမ်ပိန်းရှိတယ်ဒီကြီးကားကမ်ပိန်းရှိတယ်အေးငါဘန်ဘန်ကားတော့လူမဲဟေးဆိုပြီးပြီးသွားပြီ။အဲ့ဒီ ဘန်ကားတော့သူထောက်ပဝိုက်နေယူပြီးတော့မှတွန်လိုင်းတက်ဖွဲ့ကိုဝယ်ပြီးတော့မှစကားပြောနည်းနည်းရှေးွားလို့စိတ်ညစ်နေလားဒါတွန်လိုင်းတက်ဖွဲ့ကိုဒီကြီကားတွေဝယ်ပြီးတော့ပို့လိုက်မယ်ပို့လိုက်တယ်ဆိုတွန်လိုင်းခေါင်းဆောင်ကရလာတာကငါလိုတာကကြီကားအထက်50ရောက်လာတာ20ပဲရှိသေးတယ်ဟိုကောင်ကပေးရင်လေဟိုကောင်ကဘိုးကြီးကကျွန်တော်ကြာသေးချင်းသေးသေးချင်းလို့ကြီကားမပေးတာလားဆိုတော့ငါဘသူ့ကိုအရေးကြီးပေးမလဲဒါမှမဟုတ်ဘုံထားမလားအဲဘုံထားပြီးတော့ကြီကား20ကိုဘုံထားမယ် မင်းတို့ရှေ့ရှေ့ကိုသွားမယ်သွားပြီးတော့တိုက်မယ်ခိုင်းမယ်အယောက်20ပဲအဲ့ဒါဝိခက်ပြီးပြန်ချွတ်ဒီလိုလုံးရင်ကောင်းမလားဆိုသူ့ခေါင်းထဲမှာရိုက်ခွဲချမ်းစိတ်ပြာနေရတဲ့အရာတွေအများကြီးပဲအဲ့ဒါကိုကိုကသွားပြီးတော့မှ noise သွားမပေးနဲ့အိမ်သားရေမရှိတာလေးရစားတခါတလေမှခေါင်းတော်တယောက်က noise ဖြစ်တယ်သူ့မှာသူစဉ်းစားနေရအများကြီး तू तू ကသူစဉ်းစားနေတဲ့အိမ်သားထဲဝင်သွားမယ်ရေကိုမကြည့်မိဘူး तू ကသူဆက်ပြီးတော့မှ तू လုံငန်း तू ကသူဆက်သွားလိုက်တယ် ြီးတော့မှရေလဲခေါက်ကြည့်လိုက်ဟာမရှိတော့သူတတိလို့ရေကိုအရင်မကြည့်မိတဲ့ဟာသူ့မှာတခြားစဉ်းစားတယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ကဟိုတာဝန်ရှိတဲ့လူတွေကလည်းတာဝန်ရှိလို့ဆောင်ရွက်နေတဲ့ကာလမှာကျွန်တော်တို့တွေက noise မဖြစ်အောင်လို့ဒါဟိုဝိုင်းဝန်းပြီးတော့မှကျွန်တော်တို့တိဆောက်စေချင်တယ်ပေါ့နော်အဲ့တော့နှုံနှစ်ဖက်ပြေးပြေးလေးဒါကြီးကစစ်ကောင်စီတွေအားရတယ်ကတွေ့လားဟိုမှာမင်းတို့ဟိုလိုဖြစ်နေကြပြီဒီလိုဖြစ်နေကြပြီခရော့ပါတယ်သူတို့ပြောတဲ့ဟာကြိုက်နေကြပြီလို့ပါတို့တိကဒီလိုမျိုးတွေပြောတဲ့ဟာတွေကျွန်တော်တို့က နားမခံတာဘူးပေါ့နော်ကျွန်တော်လည်းမခံခြင်းဘူးအဲ့တော့ဓာကြီးက line မမရောက်တင်တဲ့ကိစ္စလို့ကျွန်တော်ကတော့အရင်ဆုံးမြင်တယ်အဲ့တော့ line မရောက်ပြီးတော့မှဒီလိုမျိုးကဘာကြောင်မလုတ်ဖဲနဲ့ကျွန်တော်တို့အောက်ခြေမှာဒါတေတေဝိုးလေးနဲ့ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ကြီးတဲ့မှုငဲအောင်ငဲတဲ့မှုပပျောက်အောင်ဆိုပြီးတော့မှ လုတ်တင်ပါတယ်လို့ပဲမြင်တယ်အခုကမဟုတ်ဘူးသူကဂျဘိုးလိတ်ဖြစ်အောင် လုတ်တယ်ဟာလိတ်ကိုဟိုဟိုဖြစ်အောင်လုတ်ပြီးတော့မှချက်ချက်ကားလိုက်တာ တနိုင်ငံလုံးတစ်ကမ္ဘာလုံးကဓာကြီးကိုဖုံးပိုးဟိုဟာဆတားလင်းနေရာဆတားလင်းနေကျွန်တော်လည်းမနေ့ကပြောတော့ပြောနေတာအဲ့တော့ကျွန်တော်လည်းဘသူဘသူမှအပြစ်မမြင်ပါဘူးပြည်သူမှားတယ်လေမပြောလို့တို့တော်လိုင်းရေးတက်ဖွဲ့မှားလို့လည်းမပြောလို့ဖြစ်တဲ့ဖြစ်ထိုက်တာတော့ကျွန်တော်တို့ဒီလိုမျိုးဖြစ်တဲ့ဖြစ်ထိုက်ရဲဆိုတာလေးဒါကျွန်တော်အမြင်လေးပြောပြတာပေါ့နော်ဟုတ်အဲ့ဒီမှာခုနဒီဗီဒီယိုဖိုင်း public မှာ တက်လာပြီဆိုကြရဲမှာစစ်ကောင်စီကိုဒါဘုံကျဲဖို့ fake ခေါ်လိုက်တာ ਨੇ အတူတူပဲလို့တွားပြီးတော့ကျွန်တော်တို့တွင်းမိတယ်ပေါ့နော်နောက်တစ်ခုက ုနဒီချိန်မှာတော်လိုင်းရင်းရဲပေါ်တွေရောပြည်သူလူထုရောစိတ်ပုံမှန်မဟုတ်တဲ့အချိန်တွေပေါ့နော်စိတ်ပုံမှန်မဟုတ်တဲ့အချိန်တွေမှာအဲတခုခုဆိုတစ်ခင်းဆိုရင်ဒါဒေါသတွေပါတယ်ပေါ့နော်ဒေါသတွေပါတဲ့အတွက်ကြောင့်ဒါနှစ်ဦးနှစ်ဖက်လုံးကတော့ဒါထိမ့်ထိမ့်တိမ့်တိမ့်နဲ့ကျွန်တော်တို့ဒေါ်လာရင်းကိုသွားတင်တယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ဟုတ်ဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါတလင်းတားအတိုင်းတဝဲပေါ့နော်တဝဲမှာခုနဝင်ကြီးအေရရဲ့ခလာရဲ့အဲ့တက်တုံညာလေးတက်ရင်နဲ့ ရေဖြူမျိုးကရေစကန်ကို drone နဲ့ပုံကျဲတိုက်ခိုက်တာပေါ့နော်တော်လိုင်းရေဘော်တွေက drone နဲ့ပုံကျဲတိုက်ခိုက်တယ်နောက်နောက်တစ်ခုကဒါပြည်သူလူထုတို့ပဲပြည်သူလူထုအနေဖြင့်တနိုင်ငံလုံးအတိုင်းတာနဲ့စစ်ရေးအချိန်မြင့်တင်ဖို့ဟိုစောင့်ရွက်နေတဲ့အချိန်မှာပေါ့နော်သွားတာလာတာဒေတာထိုင်တာအစစစ်ရေးသတိရှိဖို့ဆိုတော့ဒါတော်လိုင်းရေဘော်တွေကလည်းထပ်ပြီးတော့မှားထားတာမျိုးတွေ့ရတာပေါ့ဟုတ်အဲ့တော့ဒါကျွန်တော်တို့ တော်ဝဲမှာ drone မို drone မို့ယွာလိုက်တယ်လို့တော့ပြောလို့ရတာဗောနော်ဒါဝင်းကြီးအင်းအောင်ဒါပေမဲ့ကျွန်တော်တို့ဒါတက်ဆိုင်ရာတက်ဖွဲ့ကတော့ကျွန်တော်တို့ဟိုဟာမထုတ်ပြန်သေးဘူးဗောနော်ဟို တဝဲကတော့ကျွန်တော်တို့ဒါပြီးနေအခြေအခြေဆိုင်ရပါတော့ပြီးနေရုံးနေတူအခြေဆိုင်တဲ့နေရာပေါ့နော်တနင်္လာရီတိုင်းတနင်္လာရီတိုင်းအခြေဆိုင်တနင်္လာရီတိုင်းကအမှန်တကယ်ကတော့ကျွန်တော်ရန်ကုန်တိုင်းဆိုလို့ရှိရင်ရန်ကုန်တိုင်းရဲ့မြို့တော်ဒီရန်ကုန်မြို့အဲအဲ့လိုမျိုးပေါ့နော်အဲအဲ့လိုမျိုးရှိပေမဲ့သူကမန္တလေးတိုင်းရဲ့မြို့တော်မန္တလေးမြို့ဆိုပေမဲ့တနင်္လာရီတိုင်းရဲ့မြို့တော်ကြာတဝဲသွားဖြစ်နေပြန်တော့သူကတနင်္လာရီမြို့ရှိရတနင်္လာရီမြို့ကကျွန်တော်တို့ဟိုဘက်ဒီဘက်ကိုဟိုဟိုဟာလမ်းမမှာတော့မရှိဘူးမြို့က မြို့ကလမ်းပေါ်ကနေပြီးတော့မှဘေးကိုကျွန်တော်တို့ဒီဖိတ်ဖက်ကလာလို့ရှိရင်ဘယ်ဘက်ကိုဆင်းသွားတာတနင်္လာရီမြို့ကမြို့တဲကိုကျွန်တော်တခါမရောက်ဘူးဘာဖြစ်လဲဆိုတော့အဲ့ဒီ လမ်းပေါ်ပဲသွားနေခါကြတော့မြို့ထဲမှာလည်းဘာမှဟိုထူ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 တခြားလုံးစရာလည်းမရှိရမြို့ကလည်းဟိုတေးသေးလေးပေါ့နော်ဒီအဲ့လိုဖြစ်နေအောင်အဲ့တော့ तू ကသူ့ရဲ့မြို့ကဒဝဲဒဝဲဆိုတဲ့ခါကြတော့ तू ကဟိုတင်နိုင်တဲ့မြို့ကဒဝဲဆိုတဲ့ခါကြတော့ဒီမှာကျွန်တော်ဂျန်တဲ့ဝင်းကြီးအိမ်အားတို့ဘာတို့တွေအများကြီးအခြေဆိုင်တာပေါ့အဲ့ဒီနေရာမှာသွားပြီးတော့မှကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကဒဝဲမှာတက်တော်တော်များတယ်ပေါ့နော်စာကားခရှိရှိတယ်ပြီးတော့ဟိုဘက်တေးရဲ့ချောင်းဘက်မှာလည်းတက်နေရှိတယ်ကျွန်တော်ဒဝဲမြို့ပေါ်မှာလည်းတက်ရှိရမြို့ထွက်မှာလည်း ခလာ25ဒဝဲတို့ပါလို့ရှိတဲ့ဂျားတွေကနေပြီးတော့မှကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကဒါဝင်းကြီးအင်ယာကိုရအောင်အလုပ်လုပ်နိုင်ခဲ့တဲ့ဟာပေါ့နော်ဒါမွင်းကစီးရင်တော့မထွက်သေးဘူးပေါ့နော်ဒါပေမဲ့ဒီကားလဲကျွန်တော်တို့အာရဂျင်းနဲ့ဆရာအဲတရင်တခုဖြစ်တယ်လို့ပြောနေတာပေါ့နော်အဲ့တော့စတားလင်ကြီးပဲခေါင်းနဲ့ထဲမနေပဲねကျွန်တော်တို့ဂျန်နဲ့အောင်မြင်မှုတွေကိုကျွန်တော်တို့ဆက်ပြီးတော့มาပြောပြပေးမယ်ပေါ့နော်ဟုတ်နောက်တစ်ခုကလည်းဒါမိထလာပေါ့နော်မိထလာကိုကင်းလဲဖို့ဆိုပြီးတော့ဟို ရဲကားပေါ့ရဲပါရဲကားကင်းတဲ့ပြီးတော့မြို့တဲကိုပြန်အဝဲမှာဒါလက်ပြပုံပြစ်ပြီးတော့ပေါက်ခွဲလိုက်တာရဲနှစ်ယောက်တေသွားရေပေါ့နော်တေသွားတာလည်းခုနဟိုဒီပြစ်ခက်တိုက်ခိုက်ဖို့အတွက်ကလည်း၄ရက်လောက်ဟိုဟာပေါ့ UG ဖဲရနေမှာစောင့်ကြည့်စုံတန်းထောက်လန်းရတာပေါ့နော်ထောက်လန်းနေတာခုနဒါကျွန်တော်တို့ပညာရေးတက္ကသိုလ်ပညာရေးတက္ကသိုလ်ဆိုတာမိထလာရဲ့ဘေးမှာဒါဆေးရုံပြည်သူဆေးရုံကြီးနဲ့ကက်ရက်ပဲကွက်တိပဲသူက ကားပေါ်ပုံပုံပေးရပြီဆိုတာနဲ့စေယုံစေယုံတန်းတို့အဲစေယုံရဲ့နောက်တစ်ခုကအဲ့မိတ်တလာဒီဟိုကံရဲ့နောက်ဖက်မှာအဲ့ကျွန်တော်တို့ဟိုပါပေါ့ပြည်သူစေယုံတို့တက္ကသိုလ်တို့အဲ့နောက်ဟိုပါပေါ့ဒါမိတ်တလာအထွေထွေအောက်ချုပ်ရေးယုံပေါ့ဟိုတရားယုံတို့ပါတော့30ထက်တိအဲ့တန်းမှာရဲတို့အကျဉ်းထောင်တို့အဲ့နားမှာရှုပ်ချက်ခတ်နေအဲ့နေရာမှာတွားပြီးတော့တော်လိုင်းရေဟောနေပြီးစောင့်ပြီးတော့ တိုက်ခိုက်တာတော့တကယ်လေးစားဖို့မကောင်းနိုင်ပါဘူး။ဟုတ်အဲ့တော့ကျွန်တော် UG တွေကအဲဒါပြင်မှတ်ကြီးကြီးဆိုလို့ရှိရင်ကျွန်တော်ပို့ပြီးတော့မှအချိန်ယူရတယ်ပေါ့နော်အချိန်ယူရတယ်သူ့ရဲ့အဝင်ထွက်တွေအလေးအထတွေတော့စကားတွေထဲမှာလည်းပါပါတယ်ပေါ့နော်စနိုက်ပါနဲ့လူတယောက်ကိုကျွန်တော်တို့လှုပ်ကြံမှုအတွက်ဆိုလို့ရှိရင်သူကလာပေါင်းများစွာတော့အချိန်ယူပြီးတော့မှဒါကျွန်တော်တို့တေချာသူ့ဘယ်နားမှာဘယ်နှနာရီဆိုရင်ဘယ်နားမှာထိုင်တတ်လဲဘယ်လိုလေးသတင်းစာကိုဘယ်ချိန်မှာဖတ်တတ်လဲကော်ဖီဘယ်ချိန်မှာတောက်တတ်လဲအ ဘယ်ချိန်ဆိုရင်မြင်ကွင်းကနေစနိုက်ပါပြည့်မဲ့မြင်ကွင်းကနေပျောက်ကွယ်နေလဲဆိုတဲ့ဟာကြီးလဲဒါအခုဆိုလို့ရှိရင်ဒီရင်နှန်းကိုကျွန်တော်တို့လက်ပြုံးပြည့်လက်ပြုံးပြည့်ပြည့်သွင်းပြီဆိုကြရကျွန်တော်တို့လက်ပြုံးလေးွားတဲ့ထက်ပြည့်လို့လည်းမရဘူးအဲ့တော့နီနီကက်ကက်လေးဘောနောစနက်တန်ဖြုတ်အောင်ပါစနက်တန်ဖြုတ်ပြီးတော့မှကျွန်တော်တို့နီနီကက်ကက်ဒီကားတဲကိုဒီလိုမျိုးဒါကမောင်းနေနောက်နောက်ခန်းဟောနော်ဒီလိုမျိုးပြစ်သွင်းနိုင်နေဆိုတော့အစကတော့ဒရုန်တိုင်းကိုစားမဟုတ်ဘူးနော်ပြီးရတဲ့ကသူကအဲ့လက်ပြဖို့မကွဲနေတဲ့သူက ဝိုင်းပြခံအောင်မယ်လက်ပြီးဘုံကွဲမကွဲရလဲကျွန်တော်တို့ကဆန်းလို့လည်းမရဘူးသူကလည်း granny လည်းမပါဘူးဆိုတဲ့အခါကျတော့တကယ်အသက်ဆုံးပြီးတော့မှအလုပ်လုပ်ရတဲ့ကိစ္စလို့ပြောချင်တာပေါ့နော်လက်ပြီးဘုံကဒုံးတို့ကြာသွားပြီးတော့မှအဲ့ဒါကြီးကမကွဲလို့ရှိရင်အဲ့ဘုံကပါလာရဲတွေကသူ့တရက်နဲ့ဝိုင်းပြမှာပေါ့နော်ဝိုင်းပြတဲ့အခါကျရင်သူ့ထိမှာအဲ့တော့ကွဲသွားတာဒီတော်တော်လေး ကောင်းတယ်ဗောနော်ကွဲမကွဲဆန်းဖို့အတွက်လည်းကျွန်တော်တို့ကျွန်တော်တို့မှာတခါလေးရလို့ရှိရင်လက်လုံးဘုံသီးတွေဗောနော်လက်လုံးကျွန်တော်တို့အသီးတွေနဲ့ပတ်သက်ပြီးတော့မှတခါလေးမှာဆန်းရင်းတဲ့ရဲဘော်တွေအသက်ဆုံးရှုံးရတဲ့ ဟာရီတောင်ရှိခဲ့တယ်ဗောနော်လိုင်းပေါ်မှာလည်းပြန့်နှံ့နေတဲ့ဟာရီလည်းပြည်သူလူထုအနေနဲ့တွေ့မှာပဲဗောနော်အဲအဲ့လိုမျိုးဒါဒီဟာကတကယ်တတိရှိရှိနဲ့ဒါဟိုတကယ်လုံနိုင်နေဆိုတဲ့ဟာလေးပေါ်လွင်နေလို့ကျွန်တော်တို့ကခြိတဲ့ခြိကျူးပါတယ်ဆိုတာလေးကိုဒီ UG ဖွဲ့ကိုပြောချင်တာဗောဟုတ်နောက်တစ်ခုကတော့ဒါ AR တိုင်းဗောနော် AR တိုင်းမျိုးနဲ့ငန်းကုမာတာ AA နဲ့ပူပေါင်းအခွဲတွေဟိုစစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်နေတယ်တိုက်ပွဲဖြစ်တဲ့တွေ့မှာပဲစစ်ကောင်စီဘက်ကအသေးဆုံးများပြီးတော့ဒါတရားရတဲ့သူတွေဆိုရင်ကျွန်တော်တို့ နောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ပေါ့နော်အမတ်၄စစ်စေးရုံမှာဒါကတဲ့နောင်မလောက်ဘူးပေါ့နော်စေးစေးတွေလည်းမလောက်ဘူးလို့သိရတယ်ပေါ့အဲ့ဒီစေးရုံဆိုတာလည်းကြာကျွန်တော်ပသိမ်းလေးတဲ့စကန်ဌာနချုပ်မှာနေစဉ်တော့တော့ရောက်ဘူးလေပေါ့နော်ဒီတိုင်းကျွန်တော်တို့ဒီအနောက်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာပဲရှိတယ်စေးရုံပေါ့ သူဟိုတကယ်လည်းပြည့်ပြည့်စုံစုံမရှိပါဘူးရင်းတယ်အမှဆေးတရားလေးတရားဟုတ်ဟုတ်လေးတရားလို့သာပြောတာဂရင်းတရားဆန့်ဆေးရုံလို့သာပြောတာအမှန်တကယ်တော့လူနာတရားတက်လို့မရဘူးဘယ်လိုတွေလဲလို့မသိဘူးကျွန်တော်တို့အဲ့ဒါအဲ့ဒါတွေပေါ့နော်25ဂရင်းဆန့်တို့ဘာလို့ဆိုလို့ရှိရင်လည်းလူနာ25ယောက်ဂရင်း25လုံးမရှိပြန်ဘူးအဲ့သူကဘယ်လိုဘယ်လိုတွေဖွဲ့စည်းပုံတတ်မှတ်ပြီးတော့ဘယ်လိုတွေလောက်ကြလဲတော့မသိဘူးပေါ့နော်ဒါပေမဲ့သူကလေးတရားပေါ့ဒါဂရင်းတရားဆန့်ဆေးရုံသာဂရင်းတရားဆန့်ဆေးရုံမှာတော့မှပဲဒါမလောက်ဘူးပေါ့နော်ဒီတိုင်းပဲ ကျန်တဲ့နေရာတွေမှာလည်းကျွန်တော်တို့ဒါမနေ့ကတွားရင်းနဲ့ကျွန်တော်တို့ရခဲ့တဲ့တရင်တွေဆိုလို့ရှိရင်ရှိတယ်ဒါချို့နေရာတွေမှာစိတ်ယုံမလောက်ဘူးပေါ့နော်စိတ်ယုံမလောက်ဘူးအဲ့တော့ဟိုချစ်ကောင်စီရဲ့နေမီရရှိရေးကိုသူကအသက်နဲ့အသက်ကိုလုံးဝတကယ်ဗဒနာမထားတော့မထားတော့ခုနှစ်ယောက်ရှိယောက်အုံငနဲ့လဲသွားတယ်သူတို့ခဏလေးနောက်ဆုတ်လိုက်တယ်ဆုတ်ပြီးတော့မအဲ့ခုနှစ်ယောက်ရှိယောက်တို့ လောက်ရမယ့်ကိစ္စရင်တော့ဆိုရင်တော့တူးတယောက်ချင်းပေါ့နော်အမိန်နေပြန်ဟာဂျင်းန်းအဲ့ခုနှစ်ယောက်ကိုဂျင်းန်းနေတခါတထိုင်နေရေးရေးပြီးတော့မှဒီကောင်ကကိုရေးရသွေးနေပြန်ရှာရပေါ့နော်ကျွန်တော်ဆိုရင်ရင်တော့ဆိုရင်နောက်တန်းနောက်တန်းဒီလမ်းမေးရတာသူကိုရေးရသွေးတချို့ဟာဒီမတိတဲ့ခါကျတော့အငွေသားမွေကလိမ့်စာရှာရတော့မှာဟိုမတိတဲ့ခါကျတော့ဒီတတ်သားဘသူကတော့ဘလို့ဖြစ်သွားတယ်သူရဲ့ကိုရေးချင်းမှာအောက်ပါတိုင်းဖြစ်ဆိုပြီးတော့မှကိုရေးချင်းကိုရေးခုနှစ်ယောက်ရှစ်ယောက်ဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီမှာတဏီကုန်းသွားရော နောက်တန်းကိုဆက်သွယ်ရတာနဲ့ပြီးလို့ရှင်ဟိုအထက်ဌာနမေယာဟေးအောင်ဘသူကဘလို့ရှင်နေရှိလဲဘာလဲဆိုတာနဲ့အချိန်ကိုအခုကအဲ့လိုမဟုတ်ခဏလေးပဲဘဘဘတ်ဆိုမြုပ်လိုက်တယ်မြုပ်လိုက်ပြီးတော့မှဒီကောင်နာမည်ဘသူဘသူဆိုပြီးတော့မှသူတို့ကသူတို့သူတို့တက်ကိုလှမ်းပြောလိုက်တယ်ကျန်တဲ့ကိစ္စမင်းတို့ကမင်းတို့လှုပ်တော့ဆိုပြီးတော့မှရှင်းဆက်ပြီးတော့မှထပ်ပြီးတော့မှလူလူလှိုင်းလုံးနဲ့ထပ်ပြီးတော့မှတိုးတာပေါ့နော်မနေ့က တေချာကျွန်တော်အဲ့မှာစကားပြောကြည့်ပါညာဗောနော်ဒေါ်လိုင်းတက်ဖွဲ့နဲ့စကားပြောကြည့်ပြီးလို့ရှိရင်ဒေါ်လိုင်းတက်ဖွဲ့ရရှိထားတဲ့တက်တည်တွေဗောနော်တက်တည်တွေကြဆိုတာကတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲဆိုတော့ public ကိုချပြလို့မရဘူးဗောနော် public ကိုချပြလို့မရဘူးဆိုတာဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ဘယ်လိုနှီးပညာနဲ့လုပ်တယ်ဆိုတော့ဟာဒီကျွန်တော်တို့ဒါစစ်ကောင်စီဘက်ကဒီ video file ကိုမှတ်တမ်းကိုကြည့်ခြင်းအပြင်စစ်ကောင်စီဘက်ကဒါလိုက်ပြီးတော့မှတုံတက်လို့ရတဲ့အခြေအနေမျိုးနောက်ဆုံးတွေးတောင်တွေအဲ့ရအဖွဲ့ရပြောရကျွန်တော်တို့ကကျွန်တော်လက်နေချင်း တိုက်ရတဲ့အဆင့်အောင်မဟုတ်တော့ဘူးတဲ့ကျွန်တော်တို့ကပုံမြင့်သွားပြီဟာဘလို့မြင့်တာတော့ဆိုတော့ကျွန်တော်နီးပညာစစ်ပွဲအတွင်တော့ဖြစ်နေပြီတဲ့မင်းကာမီကာဇေကဘလောက်ပြေးလဲဘလောက်ထိသွားလဲဘလိုမျိုးတိုက်နိုင်လဲ damage ကဘလောက်ရှိလဲငါကာမီကာဇေကဘလို့ရှိရဘလို့ဟွာဖြစ်တယ်ဆိုတော့ဟာမျိုးတွေအစားတစ်ဖက်နဲ့တစ်ဖက်ရှင်လာတဲ့အနေအထားမျိုးဖြစ်နေပြီအဲ့ဒီမှာအဲ့ဒီနီးပညာစစ်ပွဲမှာမှစစ်ကောင်စီကတခုတာတယ်တဲ့ဘာသာလဲဆိုတော့အသက် ဆုံးရှုံးခံနိုင်တာပါတယ်တဲ့အများကြီးအဆုံးရှုံးခံနိုင်တယ်ပေါ့အာတော်တော်အဲ့ဒီမှာကျွန်တော်မနေ့ကဗီဒီယိုတချို့ဗီဒီယိုဖိုင်တွေကြည့်ရတဲ့အချိန်မှာအန်အော်မိတယ်ပေါ့နော်9ယောက်10ယောက်အပုံလိုက်ကြီးလဲပဲတိတ်ပြီးတော့ဂယုမဆိုင်ဘူးသူကခေါင်းဆောင်ကဘာလို့လဲဆိုတော့တယောက်နဲ့တယောက်ဒီပတ်စနဲ့ကျွန်တော်တို့အမြဲတမ်းစဉ်းမှုတန်းနေတာတန်ရုံးတွေမှာ မရှိတော့တာမင်းတို့နှစ်နှစ်လေးလာပြီးစစ်တပ်ထဲလာတဲ့ကောင်တွေတင်းတင်းပစီကွာဆိုပြီးတော့မှထားတဲ့အခြေအနေမျိုးတွေရောက်နေပြီပေါ့နော်အဲ့တော့ဒါဆေးရုံမလောက်တဲ့ဒါဟို AR တိုင်း၅မျိုးနယ်မှာလဲဒီတိုင်းပဲကျန်တဲ့ကျွန်တော်တို့အဲတောင်ပိုင်းကဆေးရုံတွေမှာရောကျန်တဲ့တချို့နေရာတွေမှာလဲအများကြီးစစ်ကောင်စီကတော်တော်ဒုက္ခရောက်နေတယ်ပေါ့နော်နိုင်မဲ့သူတို့မှာကကျွန်တော်တို့ရဲ့တာတာတစ်ခုရှိပါတယ်ဒါကတော့ လူအင်အားကိုနော်အသက်ပေါင်းများစွာကိုတရက်ထဲမှာ20ကြာပါလေအယောက်20ကြာပါလေစိတ်ဝင်စားဘူး30ကြာပါလေစိတ်ဝင်စားပဲနဲ့နောက်ထပ်အဲ့အယောက်20 30နေရာမှာချက်ချင်းအစားထိုးပြီးတော့မှရှေ့ကိုတွန်းပြီးတော့နောက်ကနေကြိမ်နဲ့တုတ်ပြီးတော့မှတွန့်လွတ်တဲ့အနေထားမျိုးထိတိုက်ပွဲဝင်နေတယ်ဆိုတာလေးပြောချင်တာပေါ့နော်ဟုတ်အဲ့တော့ဒါကျွန်တော်ဒီနေ့ပြောခဲ့တဲ့အထဲမှာဆိုလို့ရှိရင်တော့ဆရာကြီးဒီ Starling ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါပြည်သူလူထုကတော့ကျွန်တော်တို့အမျိုးမျိုးဝေဖန် ပြောဆိုနေကြရလဲတွေ့ပါတယ်ဒါကတော့ဖြစ်တဲ့ဖြစ်တတ်ပါတယ်ဘာလို့လဲပြည်သူလူကိုအမြင်ကိုကိုကိုရဲ့ကိုပိုင် Facebook မှာကိုဖုန်းနဲ့ကိုဘေနဲ့ကိုကကိုရေးတယ်ဆိုတဲ့အခါကျတော့ကိုကကိုဒါပြည်သူလူထုရဲ့အမြင်နဲ့ရေးသားလို့ရပါတယ်ဗောနော်အဲ့တော့ Starling ရဲ့ကျွန်တော်တို့လမ်းကြောင်းလေးကိုအရင်ဆုံးကျွန်တော်တို့စဉ်းစားမယ်ဆိုရင် Starling ဘယ်ရရလဲကျွန်တော်တော်လိုင်းတက်ဖွဲ့ကြီးချိတ်ဆက်ပြီးတော့ဝယ်မပေးဘဲနဲ့စစ်ကောင်စီကရောင်းပေးတယ်အောင်လို့ဒါ Starling က ဒေါ်လာတက်ဖွဲ့တွေကပဲကျွန်တော်တို့ချိတ်ဆက်ပြီးတော့မှဟုတ်တယ်မလားချိတ်ဆက်ပြီးတော့မှကျွန်တော်တို့ပြည်သူလူထုကိုဒါ line အခက်ခဲဖြစ်မှာဆိုလို့ခမရတို့စစ်ကောင်စီက line ဖြတ်ထားတယ်အဲ့တည်းခမရတို့စတားလင့်ဟွာဖြစ်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကချိတ်ဆက်ပြီးတော့မှဝယ်ပေးမယ်ဆိုပြီးတော့မှဒီအိမ်ကလည်းပြည်သူဒီအိမ်ကလည်းဒေါ်လာတက်ဖွဲ့တွေရဲ့ကျိစက်ကြောင်းတာလည်းစတားလင်းရောက်လာတော့အိမ်တိမ်ဖြစ်တဲ့အတွက်အိမ်မှရင်ဒေါ်လာရေးတက်ဖွဲ့ခဲ့ကျေးဇူးကတော့နည်းနည်းလေးဒီအိမ်နဲ့ပတ်သက်ပြီးတော့ကျေးဇူးနည်းနည်းလေးတော့ရှိနေပြီဆိုတဲ့ဟာပေါ့နော်အဲ့တော့ တကယ်သာတဟဇာရာဖြစ်တယ်တက်နဲ့ပြည်သူပေါ့နော်တက်တက်ဆိုတာကကျွန်တော်ဒေါ်လာတက်ဖွဲ့ကိုဆိုလိုတာပါတက်နဲ့ပြည်သူတာတကယ်အရန်ကြည့်ပြူတယ်ဆိုလို့ရှိရင်အဲ့အိမ်လေးကိုအဲ့တက်ဖွဲ့ဝင်သွားပြီဆိုတာနဲ့အေးသားလေးတွေလာထိုင်ဘာကိစ္စရှိလို့လဲထိုင်ကြအောင်အေးသမီးလက်ဖက်တော့ပါအောင်ဟေ့ရင်ွေးချပါအောင်ဟေ့ဒီလိုမျိုးဖြစ်မှာပေါ့နော်အဲ့တော့ဒီအိမ်ကြီးဒီတက်ဖွဲ့ကိုမကြည့်တော့အိမ်ဆိုတာလုံးဝတေးကြတယ်အဲ့တော့ဒီတက်ဖွဲ့ကိုမကြည့်တော့အိမ်ဆိုလို့ရှိရင်တော့ဒီတက်ဖွဲ့ကဘာလို့လိုအပ်ချက်ရှိလဲပြုပြင်ပြောင်းလဲလုပ်လို့ရတယ် ော်လိုင်းရေးကိုမကြည့်တော့အိမ်ဆိုရင်တော့ဒီအိမ်ကတော့ကျွန်တော်တို့ကျန်တဲ့ white out ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့နော်ဒီအိမ်နဲ့ပတ်သက်လို့ကျွန်တော်တို့ကတစ်ခုခုပြန်ပြီးတော့မှအဲစီမံတင့်တယ်ဆိုတဲ့ဟာလေးကိုလေကျွန်တော်တို့ဒီနေရာနေပြီးတော့မှတာဝန်ရှိတဲ့လူတွေကိုဒါအတိပေးအကြံပြုကျင်ပါတယ်လို့ပြောကြရင်းနဲ့ကျွန်တော်တို့ရဲ့စကားဝိုင်းလေးကိုညီကုန်းချုပ်ပါရဗျာအားလုံးပဲကျေးဇူးတင်ပါတယ်